ားလုံးမင်္ဂလာပါခင်ဗျာမတ်လ14ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတင်ရတော့ကျေးဇူးလေးတင်ပါတယ်ကျေးဇူးတင်တယ်ဆိုတော့ဒါကျွန်တော်မတ်လ13ရက်နေ့ညနေပိုင်းပေါ့နော်ညနေပိုင်းလာပြီးနေလည်းဖြစ်တယ်နိုင်ငံတော်ကနေပြီးတော့စက္ကတ်လှူဒါန်းနဲ့ဘွဲတစိတော်ရဆရာတော်တပါးပေါ့နော်အဘိဓိသာမဟာရထဂုရုဘွဲတစိတော်ရခဲ့တဲ့ မြစီဒီဆရာတော်ဖျားကိုနှဖူးမြုပ်ခွင့်ရပါတယ်ဆရာတော်ဖျားကြီးကဆရာတော်ဖျားကြီးကအဲမွန်ပြည်နယ်မော်လမြိုင်မြို့မြစီဒီရေချောင်းဆရာတော်ဖြစ်ပါတယ်အဲတော့နိုင်ငံတော်ဆင်ဆရာတော်တပါဖြစ်တဲ့အတွက်ဒါဖူးမြင်ရဖူးမြော်ရတာခဲရင်ပါတယ်ဗောနော်အဲကျွန်တော်ဆိုရင်တီကူဆရာတော်ဖျားအခုချိန်ဒီမှာဖူးဘူးသေးဘူးဗောဒါကျွန်တော်ကျွန်တော်ရဲ့ဆန္ဒတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုး ဖူးခွင့်ရခဲ့ပါတယ်နော်ဖူးခွင့်ရတဲ့ပြင်သင်္ကန်းကတ်ခွင့်သဗ္ဗီဒီနဝကမလူတန်းခွင့်မှာရခဲ့တယ်အဲ့အပြင်မှာဆရာတော်ဖျားကြီးရဲ့ကျိုးစုဂုံပြုပွဲမှာတထောင်တနေရာလေးပါဝင်ခွင့်ရတယ်ယေရှုတင်ပါတယ်ဟိုအသင်းကိုဖိတ်ကြားတဲ့အတွက်သွားရောက်ခွင့်ရတာဖြစ်ပါတယ်ယေရှုအများကြီးတင်ပါတယ်ဆိုတော့အဲ့ဒီမှာယူခဲ့တဲ့များပြုခဲ့တဲ့များကုလူတွေအကုန်လုံးကိုလည်းအာကျွန်တော်တို့ယုံကြည်ရာဘုရားဘာသာယုံကြည်သူမိတ်ဆွေများကိုပေးဝေပါတယ် အားလုံးအမြတ်အမြတ်အများရကြပါစေလို့ကျွန်တော်အနေနဲ့မေတ္တာပို့ပေးဝေပါတယ်အဲ့တော့အမြတ်ပေးဝေယူဆိုနောက်ထပ်ကုသိုလ်ကောင်းမှုပြုနိုင်စရာလေးတခုထပ်ပြောပါဦးမယ်အရင်နေ့ကကျွန်တော်ပြောခဲ့လို့ပါပဲပွင့်ဖြူမြို့နယ်မုံစလဲရွာပေါ့မုံစလဲရွာမုံစလဲရွာနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့ပါတယ်မုံစလဲရွာမိကတက်ကရှို့တာလည်းမဟုတ်ဘူးတော့အရင်ကကျွန်တော်ကျွန်တော်လှမ်းပြောလို့ဝါယာ short လည်းမဟုတ်ပေါ့ဆာမီပေါ့ဆာမီဖြစ်ပါတယ် ပေါ်ဆမီဖြစ်ပြီးတော့အင်ဂျီ300နဲ့82အင်းမီးလောင်ပြကြသွားခဲ့ပါတယ်အစောတုန်းကတော့ကျွန်တော်နဲ့တိတ်မနီးဆက်ဘူးနင်းနီးဆက်ဆက်တိတ်မရှိလောက်မရှိလောက်လို့ပဲတွေးခဲ့တာပေါ့ဒီလိုနေခဲ့တာပေါ့အဲ့တော့ကျွန်တော်လည်းတိတ်ပြီးတော့ဟိုမပူမပင်ဘူးအဲ့ဒါနဲ့မနီးရမှဖုံးဝင်လာဖုံးဝင်လာတော့နီးဆက်သွားပြီနော်နီးဆက်သွားပြီကျွန်တော်မဖြစ်မနေနော်ကုညီရမယ့်နေရာဖြစ်တယ်ပေါ့နော်အဲ့တော့မီးပြီးဆိုတော့ထုံးစံတိုင်း ။ဝန်စားမရှိတော့ဘူး။စောင့်နေမရှိတော့ဘူးပေါ့နော်။နောက်ပြီးဥခော့ပကံမရှိတော့ဘူး။ဥခော့ပကံကတော့ကျွန်တော်တွက်ကတော့အလံဝေးလုံးပါတယ်။ဥခော့ပကံကတော့ရှိတော့ရှိတယ်ကျွန်တော်ဒီမှာပေးထားတာဒါပေမဲ့အိမ်အောင်စုများများဆဆကျွန်တော်ပေးနိုင်မှာတော့မဟုတ်။အဲ့တော့ကျွန်တော်လက်တလောတက်နိုင်တာအဝစားတက်နိုင်တယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစောင့်ပေါ့စောင့်လဲကျွန်တော်အလှရှင်နဲ့တွားပြီးတော့တွေ့ပါအောင်မယ်။စောင့်တက်နိုင်တယ်ပေါ့။အဲ့တော့အင်ဂျီ300ကျော်တိတော့ လွှမ်းခြုံခြင်းမှာလွှမ်းခြုံနိုင်မယ်အများဆုံးတော့ဒါပေးဖို့နိုင်အောင်ကြိုးစားမယ်ဒီဗီဒီယိုရိုက်ပြီးနောက်နိုင်ပိုင်းကြာလို့ရှိရင်ပို့နိုင်အောင်ကြိုးစားမယ်ပေါ့နော်တတုပ်ပေါ့အဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကျွန်တော်ပေါ်ပြထားတဲ့ဖုန်းနံပါတ်တွေပေါ့နော်ဖုန်းနံပါတ်တွေတစ်စင်ကူညီလို့ရတယ်အထူးသဖြင့်ကတော့ကျွန်တော်တို့ကအဝတ်ထည်ဥက္ကပကံနေပြပို့နိုင်ပို့ကောင်းပါတယ်အဲ့တော့အဲ့လိုပေးပို့ချင်တယ်ဆိုရင်ဥပမာ နေပြည်တော်မပို့ချင်ဘူးဆိုရင်လည်းရတယ်တိုက်ရိုက်မကွေးဘူးနော် ဒါပေမဲ့ဒိုင်ပွင့်ဖြူကိုပို့ပေါ့ပွင့်ဖြူဒိုင်ရိုက်ပို့နိုင်လို့ရှိရင်ပို့ကောင်းတယ်နော်ပွင့်ဖြူဒိုင်ရိုက်ပို့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်နာမည်နဲ့ဖုန်းနံပါတ်နဲ့ဒါပို့လိုက်ကျွန်တော်ဟိုဘက်မှာချိတ်ဆက်ပြီးတော့ရွေးခိုင်းလိုက်ပါမယ်နော်ဒါလေးတော့ကုညီကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကုညီမယ်ဆိုလည်းကုညီရမယ့်ဖုန်းနံပါတ်တွေကျွန်တော်ရေးထားပေးပါတယ်နောက်တဲ့နေ့ဘောကတော့ကျွန်တော်တို့ဂျိုးပင်ကောင်းမှာဖြစ်တဲ့လူသက်မှုပေါ့နော် PDF တွေထုံးစံအတိုင်းမဆင်မခြင်းလုတ်ပြန်ပါပြီဂျိုးပင်ကောင်း မြို့ထဲမှာเนาะမြို့ပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေကိုအကြောင်းမဲ့တတ်ဖြတ်နေတာလက်နက်မဲ့ပြည်သူတွေအကြောင်းမဲ့တတ်ဖြတ်နေတာတတ်ဖြတ်ပြီးလို့ရှိရင်ဒလန်ကောင်းစင်တက်တာစစ်ကောင်စီနဲ့ပေါင်းနေဆိုပြီးတော့အမျိုးမျိုးဒါဆွဆွဲပြီးတော့ပုံဖြတ်နေတာအခုဒီချိန်မှာလည်းဒီဂျိုးဝင်းကောင်မြို့ပေါ်မှာရှိတဲ့နန်းဝတီရွှေဆိုင်ကဒါရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုတတ်ပစ်လိုက်ပြန်ပြီတတ်လိုက်တဲ့အချိန်မှာတတ်ပြီးတော့ဘာမှမဖြစ်သေးဘူးတတ်ပြီးတဲ့ထုတ်ပြန်ပြီးတဲ့အချိန်မှာ เนาะ PDF နဲ့ PDF ထောက်ခံအားပေးတဲ့ပြည်ဖြတ်မှာမဟုတ်ဘူးအကြမ်းဖက်အားပေးတဲ့မီဒီယာတွေအဲ့ဒီတည်ဆုံးသွားတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ why ပလင်းကြတယ်เนาะ why ပြီးတော့ဘယ်လိုပြောမလဲအမျိုးမျိုးသောတိတ်ခါကြရစရာကိစ္စတွေနဲ့ဝိုင်းပြောကြတယ်အဲ့ဒီအမျိုးသမီးကအသက်မခံရခင်မှာနောက်ထပ်3ရက်ဆိုလို့ရှိရင်เนาะတကယ်လို့အသက်မခံရလို့နောက်ထပ်3ရက်ကြာလို့ရှိရင်တားရှင်ပြူအလူပွဲအတွက်သူတို့လှုပ်ထားတယ် ် PDF တွေကဘလို့ပလင်းလဲဆိုတော့ဒီအမျိုးသမီးလင်မယားပေါ့နော်အမျိုးသမီးလင်မယားဒီတက်နဲ့ပေါင်းပြီးတော့ဆန်နေစပားတွေအဲ့လိုမျိုးတွေအလွဲသုံးစားလုပ်တယ်ပေါ့အဲ့လိုလွဲသုံးစားလုပ်တော့တော်တောင်းလို့ရှိရင်တက်နဲ့ပေါင်းပြီးချင်းချောက်တယ်ပြည်သူတွေနှိမ့်ဆက်တယ်ဆိုပြောတယ်ပြောတော့တကယ်တော့ဟုတ်မနေနော်သူ့အမျိုးသားကိုယ်တိုင်လိုင်းပေါ်မှာတင်ပြီးတော့ရှင်းတယ်အဲ့တော့သူ့အမျိုးသမီးကနော်ရှင်ပြွေးမတိုင်ခင်၃ရက်လို့မှာ တက်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်အဲ့တော့အမျိုးမျိုးဟိုသူဒီရေးထားတဲ့နေရာမှာအနှစ်ချုပ်ပြောရရင်တော့နော်သူတို့ကဆန်တဲ့ဇဘာနဲ့ပတ်သက်တဲ့ဒီကိစ္စတွေတည်နေတောင်းတော့မယူထားပါဘူးမလုပ်လည်းမလုပ်ထားပါဘူးသူတို့မှာဒီမွေးရဲဒီဒီအရင်တည်းကသူတို့လင်မယားစတဲ့ခဲ့တဲ့ဒီချွေဆိုင်တမျိုးပဲလုပ်ပါတယ်တဲ့နော်ဒါအပြင်ကိုမှသူရေးထားတာမီဒီယာတွေကလည်းပေါင်းပြီးတော့နာမည်ဖြတ်တယ် အဲ့လိုပဲဟိုသူတို့မိသားစုအနေနဲ့သူတို့များရဲ့အပူစာတစ်ခုမှမရှိမျက်ရည်စာတစ်ခုမှမရှိပဲနဲ့သူတို့နှစ်ဖူးကချွေချီမကြအောင်သူတို့ရှာထားတဲ့ပတ်စံနဲ့ပဲသူတို့ကနေထိုင်တယ်အဲ့တော့သူ့မိမကိုရှင်ပြုတ်ပွဲ မတိုင်ခင်သုံးရက်အလိုမှာ PDF တွေရရဲဆက်ဆက်တတ်ခဲ့တယ်ဆိုအခုမှ PDF တွေကဘာထရှင်လဲဆိုတော့အတိတ်မေးသလိုကြောင်ပြောက်သလိုနဲ့သူတို့လာတိုင်လို့ရှင်ရတာပါသူရှင်တယ်သူတို့လာတိုင်တိုင်းလိုက်ပြီးလှုပ်ကြံနေရအောင် သူတို့ဘာတွေလဲသူပုံစံကတိုင်တာနဲ့ကြီးသားငှားတဲ့သဘောပါပဲကျွန်တော်ထင်တယ်အဲ့လိုမင်းတို့ငါပတ်စံထည့်ဖို့မဲမင်းဒီမှာဒလန်တယောက်ရှိတယ်ရှင်းမေးပါအောင်ဆိုပြီးတော့ရှင်းခန်းတဲ့သဘောအဲ့လိုမျိုးနဲ့ဂျိုးပင်ကောင်မျိုးနယ်တွေမှာပြည်သူတွေဘယ်လောက်ထိရှင်းခန်းနေရပြီနော်အခုသူ့အမျိုးသားရှင်းထားတဲ့ပုံစံဆိုလို့ရှိရင်သင်ငန်းမပိုက်ရပဲနဲ့ပြီးသွားတဲ့အပြင်ကမှအခုလိုမျိုးအပုပ်ကြီးဟာပြောဆိုခံနေသူ့မိမတော့သူမခံစားနိုင်လို့ပြောတာမင်းတို့လာတတ်ချင်တဲ့ငါမျိုးမဆိုင်တော့နော်သူတတ်မှကြောက်လို့လေ မျက်မျက်နှာချုပ်သွေးပြီးပြန်ရေးနေတာလည်းမဟုတ်เนาะသူတို့ရေးထားတဲ့ပုံစံအရဒီလောက်ဒီလိုတတ်တာတော့မှဒီလိုမှားတတ်ခဲ့တာတော့မှသူ့ယောက်ျားမတွေ့လို့သူ့မိန်းမတတ်ခဲ့တာလို့ပြောတာအဲ့လိုမျိုးတော်လန်ရေးလာเนาะအဲ့လိုသူတို့ရေးထားတဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရှင်းလင်းချက်တွေရောဗားတွေအကုန်လုံးအောင်မပြည်သူတွေကပပဆက်ဆက်ပြောကြတာဒါမဲ့ပါအဲ့ရှင်းလင်းချက်ပါပြန်ဖြတ်သွားသူတို့တိုင်လို့ရှင်းရတာပါဆိုပြောတယ်ဆိုပြောချင်တာဒီ PDF တော်တော်များများကကိုယ်နေမဟုတ် เนาะจูบิงก็มาไอ้ชิ้นลิ้นเนี่ยเย็นๆสไนပြောให้เนาะเย็นๆดีๆပြောให้ดีคอมมูนิตี้สแตนดาร์ดนี่เนี่ยหนีมาซะโลเนาะไอ้หลูမျိုးไลท์แลนตัดဖြတ်နေတဲ့သူတွေဆိုတာไอ้မျိုးသားတယောက်မှမဟုတ်ဘေးမျိုးရတယ်ပြီးရင်တောသားတွေเนาะဒါမှမဟုတ်လို့ရှင်ဟိုရန်ကုန်လို့ဘာလို့ကနေပြီးတော့ဇန်နဘုတ်ကနေပြီးတော့အကျိုးအကြောင်းမသိဘဲနဲ့ PDF ဖြစ်လာတဲ့ကောင်လေအဲ့လိုကောင်တွေကနေပြီးတော့ အဲ့ဒီဓာတ်ပုံတပုံပေးလိုက်နာမည်ပေးပြီးလိုက်တဲ့ဘာဒေါ်လန်ရေးလဲဒါတော့အုံနောက်မရှိတဲ့ဒေါ်လန်ရေးနော်သူများအသက်တစ်ချောင်းကိုဒီလိုလွယ်လွယ်တက်ဖြတ်လိုက်တာဒေါ်လန်ရေးလားနော်အခုဒီမှာကလေးတွေမိဘမဲ့ဖြစ်ရပြီရှင်ပြုတ်ပဲ၃ရက်အလိုတင်ငန်းမပိုက်ပဲနဲ့ခါတဲ့ခစ်သက်လူမီဒီယာမျိုးတွေနော်မြန်မာနောင်းလူမျိုးမျိုးစိမလူမျိုးနော်ပြီးပြီးလို့ရှိရင် energy ထောင်ထားတဲ့မီဒီယာတွေကနေပတ်ပတ်ဆက်ဆက်အရေးခံရတယ် ဒါကဘာတော်လန်ကြီးလဲဘာအတွက်တော်လန်နေကြတာလဲလူတက်တာကတော်လန်ကြီးလားနော်အဲ့လိုမျိုးဒီလိုမျိုးမှားရင်တက်ဖြတ်တာတွေရောအကောက်ွယ်မဲတဲ့လူတွေဖြတ်နေတာရော PDF တွေတက်တာအသောနဲ့ချီနေပြီအဲ့တော့ PDF တွေကိုခေါင်းဆောင်နေသူဘယ်သူလဲရီးမွန်လားဒါမှမဟုတ်လို့ရှိရင်ဒူဝါလည်းရှိလားအဲ့ဒီလူတွေကို ICC ပါလို့မတင်ကြရလဲเนาะအဲ့ဒီလူတွေကိုเนาะဒီလူသားမျိုးနွယ်အပေါ်မှာ

နော်ဒါကလူသားမျိုးနွယ်တွေပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုဆက်စစ်နော်ဒူတာတေးတောင်ပို့ဆိုးတယ်ဒူတာတေးကမူရစ်စီဝါအတွက်သူလုတ်ခဲ့တာတောင်းနဲ့ချီဘသူတိုင်ပါလဲနော်တိုင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဝိုင်းကူမယ်ဒီနိုင်ငံမှာအဲ့လိုမျိုးလူမဆန်တဲ့အကိစ္စတွေဖြစ်နေတယ်ဆိုတာကတော့ ပြမကိုဖြစ်မယ်မပြလို့ရှိရင်တော့တစ်ဖက်ပဲနော်နိုင်ငံတကာမှာတစ်ဖက်ပဲပြောခံနေရတာဒါတော့မဟုတ်သေးဘူးနော်အကြောင်းမျိုးမျိုးကြောင့်နော်တပ်ဘက်ကတိုက်ခိုက်တဲ့အချိန်မှာနော်တည်ဆုံးမှုတွေရှိကောင်းရှိနိုင်တယ်ဒါမှပလိန်ကြီးတော့အနောက်ကနေတော့ဒီလိုတော့လိုင်းမလုံနေနော်ပလိန်ကြီးတော့လူတွေဖမ်းပြီးတော့ဒီလိုလုံမနေအဲ့တော့တကယ်လို့ဒါအဲ့ဒီအဖွဲ့ကို ICC တင်မယ်ဆိုလို့ရှိရင် ICC ကိုနော်တိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝိုင်းပြီးတော့ကူညီပေးမယ် နောက်တစ်ရင်းနှစ်ပုတ်ကတော့အမေရိကန်ရဲ့ကမ်းလှမ်းချက်ပေါ့အမေရိကန်ရဲ့ကမ်းလှမ်းချက်ကဘာလဲဆိုတော့အီရန်အနေနဲ့နျူကလ িয়ার ဆွေးနွေးပွဲလှုပ်ဆောင်မယ်ဆိုရင်ဟိုရတယ်ပေါ့နော်သူတို့နဲ့လာဆွေးနွေးလို့ရတယ်ပေါ့နော်တကယ်လို့မလှုပ်ဆောင်ဘူးဆိုလို့ရှိရင်သူတို့စစ်မှတ်ရေးရရဖြည့်ရှင်းမယ်ဆိုပြီးတော့ဒေါ်နယ်ထရန့်ကပြောထားတာရှိတယ်ဒါပေမဲ့အီရန်ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ပယ်ချခဲ့ပါတယ်အီရန်ဘက်ကအဲ့လိုမျိုးညှိနှိုင်းမှုအမေရိကန်နဲ့ညှိနှိုင်းမှုပေါ့နော်အစင်လာမရှိဘူးပေါ့နော်အဲ့တော့အမေရိကန်သမ္မတရဲ့ ဒီပေးပို့ချက်စာတောင်လည်းလက်ခံရရှိတယ်လို့ပြောတယ်ဒါပေမဲ့လည်းသူတို့ပေါ်ကိုဒီလိုမျိုးချင်းချောက်မှုဆန်တဲ့အဲကန့်လန့်မှုမျိုးကိုသူတို့လက်မခံဘူးဆိုတဲ့သဘောမျိုးဒါအီရန်ဘက်ကပယ်ချထားပါတယ်နောက်တဲ့ဒီနေ့ဘုကတော့ဒီနှထိုးကြီးတဲ့ဟိုဝင်သွားတဲ့သူညိုကြီးဖွဲ့ဝင်ချုပ်တိုက်ခိုက်ခံရတယ်ကျွန်တော်နှထိုးကြီးမှာအဲ့လိုမျိုးဖြစ်စဉ်မျိုးမကြမကြကြားရပါတယ်ဒီအခုတိုက်ခိုက်ခံရတဲ့ပတ်သက်ပြီးတော့ အဲဒီတခါတော့အဆိုးဆုံးလို့တော့ data ခံနေပြောတယ်အဲတိတ်ပြီးတော့ကျွန်တော်တို့အတီးပြူနိုင်တာအများကြီးမရှိသေးဘူးသူတို့ဘက်ကထုတ်ပြန်တာလဲမှန်ရင်မှန်မယ်မှားရင်မှားမယ်ပေါ့နော်အဲဘယ်တော့အရာရှိတဲ့တရားနဲ့ဘယ်တော့ဖမ်းမိတယ်ဆိုတာဒါကတော့ site ware တွေကတော့ပူပူလူလူကတော့ထဲ့မှာပဲဒါကတော့ဒီ kit ကိုเนาะဒါကတော့ propaganda kit ဖြစ်တဲ့အတွက်ပူပူလူလူကတော့ပြောမှာပဲဒါပေမဲ့ပြောချင်တာတော့နှထိုးကြီးတဲ့ကိုเนาะနော်ကင်းထောက်မှုကင်းမဲ့ဆိုတာ ਨੇ ဒီအောက်တဲ့က ဟိုမလုံမလောက်စစ်ကြောင်းလေးတွေထည့်တာเนาะမလုံမလောက်စစ်ကြောင်းလေးနဲ့လှုပ်ပြီးရှင်းတာလေးမလုံတဲ့ဘူးလို့တော့ထင်ပါတယ်เนาะအခုလိုမျိုးဒါထိခိုက်ရတဲ့ကိစ္စမျိုးတွေများလိုက်တော့မကောင်းဘူးပေါ့နောက်တစ်ရင်းတော့ကတော့နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုစွန့်စွန့်တမန်ထမ်းဆောင်ခဲ့တဲ့သူတွေကိုဂုံတူးပွဲတူတွေဒါပြီးတဲ့တဲ့တင်ပေါ့เนาะဆိုတော့ဒီတစ်ခေါက်မှာလဲဒါအရာရှိကြီးတွေနိပညာနဲ့ဆိုင်တဲ့အဲ ဂုံလူဆောင်ဘွဲတွေနောက်သူရဘွဲတွေပေါ့ဒါတွေလည်းပြီးခဲ့ပါတယ်ဒီမှာတော်တော်များများတွေ့ခဲ့တဲ့ရဲဗလာတစိပ်ပေါ့နော်ရဲဗလာတစိပ်တော်တော်များများတွေ့ခဲ့တယ်ကျွန်တော်ထင်တာကတော့ဝင်တိုက်တဲ့တက်နောက်တန်းပေါ့ကျွန်တော်ဗမော်ကတို့တော့ကျွန်တော်ကျွန်တော်မှန်းတာပါဟုတ်ချင်လည်းဟုတ်ပါပေါ့နော်ဝင်တိုက်တဲ့တက်နောက်တန်းကိုဝင်တိုက်တယ်ပေါ့တက်ရတရင်ဌာနချုပ်ကိုဝင်တိုက်တဲ့အချိန်မှာကာကွယ်တဲ့သူများလို့ကျွန်တော်အနေနဲ့ထင်ပါတယ်ပူများပါတယ်ဒီရဲမီမိခူရဲမီတထင်ပါတယ်အများအပြားတွေ့ပါတယ် နော်ဟိုဘာပဲပြောဂျေဗလာအစုရတဲ့သူအများကြီးတွေ့တဲ့တော့ဂုဏ်ယူပါတယ်နော်နိုင်ငံတော်ရဲ့တာဝန်တွေကကွယ်ရေးတာဝန်တွေကိုရိုးရိုးချွန်းချွန်းထမ်းဆောင်ခဲ့တဲ့သူတွေကိုအဲဂုဏ်ယူကြောင်းပြောချင်ပါတယ်နောက်တစ်နေ့ဘုကတော့အာရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့နယ်ထဲမှာ online လောင်းကစားနဲ့ဒီငွေကြေးလိမ်လည်မှုတွေလှုပ်ဆောင်နေတဲ့ကြားဖြတ်အဖွဲ့တွေဒါဖန်စီရမိခဲ့တယ်လို့ပြောတယ်အဲ့ဒီလိုပဲဒီမြောက်ပိုင်းမှာလည်း ရှိခုခုပတ်ဝန်းကျင်မှာထပ်မံဖန်ဆီထိမ့်သိမ်းမရမိတဲ့တချို့အဖွဲ့တွေအဲထိုင်းဘက်ကိုလွှဲပြောင်းပေးအပ်တာတွေလည်းရှိတယ်ပေါ့နော်။ BGF ကပြောကြားချက်အရတော့တချို့သောဒီဂျပန်နိုင်ငံသားတွေနဲ့တချို့သောဒီကြားဖြတ်နဲ့ပတ်သက်ပြီးအရေးကြီးတဲ့သူတွေပေါ့ခေါင်းဆောင်ပိုင်းတွေကိုအထူးအနေနဲ့လွှဲပြောင်းပေးအပ်ဖို့ရှိတယ်ဆိုလည်းလည်းသတင်းတွေထွက်လာတာရှိပါတယ်။နောက်သတင်းတွေဘုကတော့အဲမြန်မာစာနဲ့ရေးထားတဲ့နိုင်ငံသားမီဒီယာတခုကဘာပြောလဲဆိုတော့ မြန်မာစစ်တပ်အနေနဲ့တဲ့အင်အားအလွန်ကျွန်းသုံးမှုကိုရပ်ဆိုင်ဖို့ EU ကတောင်းဆိုတယ်သူတို့ကဒါအင်အားအလွန်ကျွန်းသုံးနေတာပြောတယ်ကိုရီးယားအားကိုမရအောင်နော်အားကိုမရအောင်တချို့နေရာတွေမှာအင်အားနည်းနေတယ်လူကိုထင်နေသေးတာနော်ဆိုတော့ EU ကလည်းခဏခဏပဲအားချောင်တက်တယ်ပေါ့နော်မြန်မာနိုင်ငံနဲ့ပတ်သက်လာလို့ရှင်တော့အင်အားအလွန်ကျွန်းသုံးဆဲဆိုတာမြေပြင် ground floor ကိုပြောတာမဟုတ်ဘဲနဲ့ဒီလေကြောင်း တိုက်ခိုက်မှုတွေပေါ့လီယောင်တိုက်ခိုက်မှုကိုအင်အားအလွန်ကျုံသုံးဆွဲတယ်လို့ယူပြောတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့ဆိုတော့မြန်မာလိုပြောရရင်လေမြန်မာလိုပြောရရင်မျက်လုံးကအမြဲတမ်းပိတ်နေကြတယ်ခုနမှကျွန်တော်ပြောခဲ့ပြီးပါပြီเนาะ EU နိုင်ငံတွေမြန်မာနိုင်ငံမှာ PDF တွေတပ်ဖြတ်လို့ထောင်ပေါင်းတောင်းပေါင်းချီပြီးတည်ဆုံးနေတာကို EU အဖွဲ့ကြီးပေါ့เนาะကုလသမဂ္ဂ EU Union ကုလသမဂ္ဂသမဂ္ဂကမမြင်ဘူးเนาะဒီလိုရိုင်းရိုင်းပြောရင်တော့ကန်းနေတာပေါ့เนาะမြန်မာနိုင်ငံနဲ့ပတ်သက်ရင်သူတို့အမြဲတမ်းကန်းနေကြတယ်ဆိုတော့ စစ်တပ်ကလေရင်ရှိလို့လေရင်သုံးတာ PDF တွေဒါတကယ်တမ်းနျူကလ িয়ার ရှိတယ်ဆိုရင် PDF တွေနျူကလ িয়ার နဲ့တိုက်အောင်ပါเนาะအဲ့လိုပဲစစ်တပ်ကိုတိုက်ခဲ့တဲ့ပွဲတွေမှာเนาะ short တိုက်တုံးနေမစင်မကျင်သုံးလို့ပြည်သူအများအပြားသေဆုံးတာเนาะဒီ drone တွေမစင်မကျင်သုံးတယ်เนาะအများအပြားသုံးလို့ပြည်သူအများအပြားသေဆုံးတာနေအများရှိခဲ့တယ်လာရှုတိုက်ပွဲเนาะအဲ့လိုပဲအန်တိုက်ပွဲအများအပြားပြည်သူတွေသေဆုံးခဲ့တာရှိတယ် နော်အဲ့တော့အင်အားဆိုတာကတော့ရှိတဲ့သူသုံးပါပဲနောက်တစ်ခုပြောချင်တာမြန်မာပြည်တွင်းရေးကိစ္စမှာယူဘသမကနဲ့လုံးဝမဆိုင်ပါဘူးနော်ယူဘသမကနဲ့လုံးဝမဆိုင်ပါဘူးနော်မြန်မာနိုင်ငံကိုလာပြီးမပြောပါနဲ့နော်မြန်မာနိုင်ငံနဲ့ခင်ဗျားတို့နဲ့မဆိုင်ပါဘူးအဲ့အခုရုရှားကိုကြောက်နေတယ်မလားကာကွယ်ရေးအတုံးကြီးတွေတိုးမြင့်ပြီးတော့အဲကာကွယ်ဖို့ကြိုးစားနေရတယ်မလားအဲ့အတွက် ကိုကလည်းကိုသာလုံအောင်ကာကြပါမြန်မာနိုင်ငံကိုမပြောပါနဲ့စစ်ဆိုတာပြည်တွင်းမှာတကယ်ကြုံလာတဲ့ခါကြတော့မှနော်ဘယ်လိုမျိုးရင်ဆိုင်ရလဲဘယ်လိုမျိုးခုခံရလဲဆိုရတဲ့ခက်ခဲဆိုတာခင်ဗျားတို့အစတွေကသိပါတယ်အစတွေကလည်းခင်ဗျားတို့စီရပဲစစ်တီကဘာစစ်တီဆိုတာစခဲ့တာနော်အဲ့တော့ခင်ဗျားတို့ကိုနိုင်မိလဲကိုပဲကိုတိုင်းပြည်ကိုပဲကိုလုံခြုံအောင်ကာကွယ်ကြပါမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဝင်မချောင်ကြပါနဲ့နောက်တစ်နေ့ဘုတ်ကတော့ TNL ကနေပြီးတော့မိုးကုတ်မြို့မှာ မျိုးစောက်တက်ဖွဲ့ဖို့ပြောတယ်ပေါ့နော်အဲ့မှာဒေတာခံတွေကစိုးရိမ်နေရတယ်အဲဒေတာခံတွေစိုးရိမ်တာခုမှမဟုတ်ပါဘူးနော်မိုးကုတ်မှာအဲ့လိုမျိုးလိုက်ဖန်စီပြီးတင်နှန်းပေးနေတာကြာပြီဘာလို့အခုမှထပြီးအဆန်းတကျဖြစ်နေကြနော်မိုးကုတ်မှာဒေတာခံတွေမနေရဲတာကြာပြီနော်အထူးသဖြင့်အမျိုးသားတွေလူငယ်ပိုင်းတွေအစောပိုင်းတော့လိုက်ဆွဲတယ်နော်တိန်နဲ့တိန်စင်လိုက်ကောက်တယ်အခုမှနာမည်တက်ပြီးတော့မျိုးစောက်တက်ဖွဲ့ဖွဲ့ဖို့ဆိုပြီးတော့ဖောက်ခက်လေးတွေရှောက်ပြောအစတွေကလိုက်ပြီးဖမ်းနေတာပဲအဲဖမ်းပြီးတော့ ပို့လိုက်တဲ့လူတွေတော့မှပြန်မလာတော့လောက်ဘူးထင်တယ်เนาะဟိုတေကုံတော့ပြီးထင်တယ်အခုမှမျိုးစောက်တက်ဖွဲ့ဖို့ဆိုပြီးတော့သူတို့ကထပြောတာတကယ်တမ်းကျတော့ဟိုထုံးတဲ့အတိုင်းသူတို့ဒီကိုလူထဲလူကောင်းခေါင်းစဉ်တက်တာပါပဲနောက်သတင်းဘုတ်ကတော့ဘကူတိုင်းဒေသကြီးဝေါ်မျိုးနယ်မှာရှိတဲ့အဲညောင်ခါရှိအစ်ရီဆက်ပေါ့နော်အစ်ရီဆက်မှာလက်နက်တင်ဆောင်လာဖမ်းဆီးရမိပါတယ်အဲ့ဒါကတော့ပစ္စတို ရှစ်လက်ဖြစ်ပါတယ်ပစ္စတိုရှစ်လက်ကိုဆိုင်ကယ်တူပေါက်တဲ့တင်ဆောင်လာတာဖြစ်ပါတယ် ဆိုတော့တေဆောင်လာသူအောင်မြင့်မြတ်48နှစ်ကိုအဲဖန်စီရမိခဲ့တာဖြစ်ပါတယ်ဆိုတော့မြောင်ခါချီကတော့ဒီကလက်နက်ဖန်စီရမိမှုကလည်းတော်တော်လေးရှိပါတယ်เนาะသူတို့အနေနဲ့ PPCC လုံနိုင်တယ်လို့ပြောရမှာပေါ့เนาะမကြမကြဆိုသလိုပဲသူတို့ဖန်စီရမိခဲ့တာရှိပါတယ်နောက်တဲ့နေ့ဘုကတော့အဲ Free Burma Ranger အဖွဲ့ပေါ့เนาะမကြခင်မှာအမေရိကန်အကူအညီတွေမရတော့ပဲမြန်မာနိုင်ငံထွက်သွားတော့မယ့်အဖွဲ့ပေါ့ဒီကကတော့အမေရိကန်ရဲ့အကူအညီကြောင့်ပဲ မြန်မာနိုင်ငံမှာအကြံဖတ်မှုတွေတင်နှံပေးနေတဲ့အဖွဲ့ပေါ့ FIFA မှာ Ranger အဖွဲ့ကအဲ Nosimu Pho ပေါ့ Nosimu Pho လေချောင်းတိုက်ခတ်ခံရပြီးတည်ဆုံးခဲ့တယ်ဆိုပြီးတော့အဲသတင်းတွေထွက်ပေါ်လာပါတယ်တကယ်လဲသူ့ရဲ့အနာရေးအခမ်းအနားလုပ်နေတဲ့အဲဘာတွေမြင်ရပါတယ်เนาะ Nosimu Pho ဆိုတာမြူလဲဖြစ်တယ်ပြီးလို့ရှိရင်ဒီ FIFA မှာ Ranger အဖွဲ့ရဲ့အဖွဲ့ဝင်စီမှုလဲဖြစ်တယ်ပေါ့ပြီးတော့သူကဘယ်မှာတည်ရလဲဆိုတော့ ဒီပဲခူးတိုင်းဒေသကြီးအဆက်မှာလာတည်တာဖြစ်ပါတယ်ကျွန်တော်ထင်တာတော့ဒီပဲခူးအရှိတ်ချံတိုက်ပွဲတွေမှာတည်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကတော့အမေရိကန်ကသူ့ရဲ့ကုန်သွယ်ရေးအခွန်စည်းကြမှုတွေတုံမြင်ကောက်ခံလာတဲ့အချိန်မှာဘယ်ထိရောက်လာပြီလဲဆိုလို့ရှိရင်ခုဆိုရင်တော့ဒါဂျပန်နိုင်ငံအထိရောက်ခဲ့ပြီပေါ့နော်ဒါသူ့ရဲ့မဟာမိတ်လို့တောင်ပြောလို့ရတဲ့ဂျပန်ပေါ့ဗာလဲကမ္ဘာစစ်နောက်ပိုင်းမှာ ဘုံကျေးတယ်ဘုံကျေးပြီးတဲ့နောက်ပိုင်းမှာအမေရိကန်အနီးကပ်ဆုံးဂျပန်နဲ့မဟာမိတ်အနေနဲ့နေခဲ့တာပေါ့အဓိကတရုတ်ကိုထိန်းချောင်းမှုအတွက်တောင်တရုတ်ပင်လယ်ကိုထိန်းချောင်းမှုအတွက်ဂျပန်ကိုမဟာမိတ်အနေနဲ့နေတယ်ကိုရီးယားကိုမဟာမိတ်အနေနဲ့နေတယ်ဒီလိုပုံစံမျိုးနဲ့နေခဲ့တဲ့ဂျပန်စီကတော့မှအခွန်တိုးမြင့်ကောက်ခံမှုအတွက်အချမှတ်ခဲ့တယ်ပေါ့ဒီလိုချမှတ်ခဲ့တဲ့အပေါ်မှာဂျပန်နိုင်ငံကဘာပြောလဲဆိုတော့သူတို့အနေနဲ့ကတော့စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဆိုတော့အမေရိကန်သမရနဲ့ဒုတိယမြောက်လောက်ထင်ပါတယ်တွေးခဲ့တဲ့ထဲမှာလည်း ဲဂျပန်ဝန်ကြီးချုပ်ကပါပါတယ်ဗောနော်ဒါမဲ့လဲခွန်တုံးမြင့်တာတုံးမြင့်တာပါပဲနောက်တဲ့နေ့ဘုကတော့ဒါ PDF တည်းရဲ့ drop ပုံကြောင့်ဗောနော်ဇယ်မြုပ်နေတယ်ကဒါအထက်တန်းចောင်းဆ iam မတူးနဲ့ကလေးငယ်တူးတည်ဆုံးခဲ့ပါတယ်တစဲမြုပ်အထက်တန်းចောင်းဗောနော်မြုပ်ပေါ်အထက်တန်းចောင်းဟို PDF တွေက drop ဘုံချတိုက်ခိုက်ခဲ့တယ်တိုက်ခိုက်ခဲ့တဲ့အချိန်မှာအဲ့ဒီမှာရှိတဲ့เจ้าဆရာမတူဦးနဲ့เนาะသူ့ရဲ့ ီခလီတူတိတ်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။နောက်တဲ့နေ့ကတော့အဲ့ဒါကတော့အဲ PDF စစ်ကြောင်းမူကိုဆိုင်ဆိုတဲ့လူကိုဒီကယန်းလက်နက်ကင်ဖွဲ့ကနေပြီးတော့ပြစ်ခတ်ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်ပေါ့နော်။ဆိုတော့ဖန်စီပြခတ်တက်ဖြတ်ခဲ့တဲ့ကိုဆိုင်ကလည်းလိုင်းပေါ်မှာလူတော်တော်များများနည်းနည်းပါးပါးတိကြတယ်ပေါ့နော်တိကြတယ်ဆယ်လီလိုလိုပါလိုလိုပေါ့အဲ့လို PDF ဖြစ်တယ်နံပါတ်2က နေပြီးတော့ PDF ကနေထုတ်ပြန်ကြရတော့ तू ကစစ်ကြောင်းမှုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုင်ပေါ့နော်ဝင်းလိုင်ကိုခရမ်းနနက်ကင်တက်ဖွဲ့ကဖမ်းသွားတယ်ဟုတ်ကဲ့ဘုံမူကြီးအဆင့်ရှိတဲ့သူပေါ့သူတို့ရဲ့ဘုံမူအဆင့်ရှိတဲ့သူကဖမ်းသွားတယ်ဖမ်းသွားပြီးတော့အဲပစ်ခတ်တက်ဖြတ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီး NUG ဘက်ကတွေရောထုတ်ပြန်ချက်တွေထုတ်ပေါ့နော်ထုတ်ကြတာပေါ့အဓိကတော့အစိုးရကဘာလို့လို့ညာလို့လို့နဲ့သူတို့ကသူတို့ဟိုလိုလိုဒီလိုလိုပေါင်းကြပြင်မယ်အခုတော့ ဒါပြစ်ခတ် တက်ဖြတ်ခြင်းခံလိုက်ရတယ်ပေါ့နော်စစ်ကြောင်းမှုတယောက်တည်တာပေါ့နော်ထုံးစံရပြောရမှာဆိုတော့နောက်တဲ့နေ့ဘုကတော့ဒါပါကစ္စတန်မှာမနေ့ကကျွန်တော်တင်ဆက်ခဲ့တဲ့တင်မှာပဲအဲပြန်ပြီးဆွဲမှုဖြစ်တယ်ပြန်ပြီးဆွဲမှုဖြစ်တော့ယထာမောင်းလာတယ်ခီးတဲ့400လောက်ပါတယ်အဲ့ယထာကိုဒီအကျက်ဖတ်သမား30ကျော်40လောက်ကမိုင်းဖောက်ခွဲတယ်ဖောက်ခွဲပြီးအဲ့ဘက်မှာပါတဲ့ဖွဲ့တွေအကုန်လုံးကိုပြန်ပြီးဆွဲတယ်အဲ့လိုပြန်ပြီးဆွဲတဲ့သူတွေအကုန်လုံးကိုနော်နည်းနည်းလေးခစ်စကားနဲ့ပြောရင်ပါကစ္စတန်စစ်တပ်ကလိုက်ကြိတ်ပါတယ် เนาะတဲ့ကိုကြိတ်တာအဲ့33ယောက်လုံးနိုင်ပိုင်း24နိုင်မကြဘူးလိုက်ကြိတ်တာအကုအပြတ်เนาะအကုနှိမ်နေလိုက်ပြီးတစားကန်နေအကုန်လုံးကိုအအကုန်လုံးပြက်ကဲတင်နိုင်လိုက်ပြီပေါ့နော်။ဘာပြောပါကင်ဆန်စစ်တပ်ရဲ့ဒီလုဆောင်ချက်ကတော့တကယ်မိုက်ပါတယ်နော်။နောက်သတင်းတစ်ပုဒ်ကတော့နောက်ဆုံးသတင်းဖြစ်ပါတယ်။အဲ့ဒါကတော့တရုတ်နိုင်ငံကုမင်းကို MNDA ကိုကန်အဖွဲ့ရဲ့ နော်ခဲသူတို့သူတို့လုတ်ထားတဲ့ခရိုင်၄ခုပေါ့နော်သူတို့တတ်မှတ်ထားတဲ့ခရိုင်၄ခုကစစ်အရာရှိတွေကိုတရုတ်ကခေါ်တွေ့ပြန်มาတယ်နော်ဘာကြောင့်ခေါ်တွေ့လဲတော့ကျွန်တော်တို့မသိပါဘူးပြီးခဲ့တဲ့ပိုင်းကနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံသားရေးဝန်ကြီးတွေကိုဒီမစ္စတာတိတ်ရှိကျွဲပေါ့နော်တရုတ်ရဲ့အာရှရဲ့အထူးကုလလာတွေ့တယ်နော်ဒီပြည်မမှာလာတွေ့တယ်လာတွေ့ပြီးတော့မကြခင်မှာပဲဒီကိုကန့်ရဲ့ခရိုင်၄ခရိုင်ကစစ်အရာရှိတွေကိုတရုတ်ကရုတ်တရက်ခေါ်တွေ့တယ်ပေါ့နော်ထင်တာတော့ကူမင်းလို့တော့ ဒါအကြံပြင်းပြောလို့ရတယ်ဒါပေမဲ့ဘာအကြောင်းအရာနဲ့တွေ့မယ်เนาะဘယ်ဟိုတယ်မှာဘလို့တွေ့မယ်ဆိုတာတော့မသိရသေးပါဘူးဒါနဲ့ပတ်သက်ပြီးတရင်လည်းမသိသေးဘူးလောဆယ်မှာတော့သူတို့ရဲ့ဒီခရိုင်လေးခရိုင်ဟာစိတ်အရာရှိတယ်တယောက်မှရှိမနေဘူးလို့တော့ပြောပါတယ်ဆိုတော့ဒါကတယောက်ကအဲ့လိုမျိုးခေါ်ခေါ်တွေ့ပြီးဆိုရင်ကျွန်တော်တို့ကလည်းနည်းနည်းလေးတော့ဘယ်လိုပြောရမလဲဟိုစိတ်ပူပါတယ်เนาะကျွန်တော်တို့ဟိုအရှိမြောက်ဘက်ချမ်းတော့နည်းနည်းလေးစိတ်ပူပါတယ် ဆိုဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ